ပြဿနာများကိုကြော်လွှားခြင်းပြဿနာကိုကြော်လွှားနိုင်ရန်အတွက် ရင်ဆိုင်လိုက်ရန်သာဖြစ်သည်ဟုရှေးလူကြီးများကဆုံးမတွင်တင်လေးရှိသည်မှာလိုက်နာစရာပဲဖြစ်ပါတယ်ပြဿနာဆိုသည်မှာမကင်တွယ်နိုင်လျင်ရင်မဆိုင်နိုင်လျင် ပိုပြီးကြီးထွားလာတတ်ပါတယ်ဖြစ်လာသည့်ပြဿနာကို ညီတို့ဖြည့်ရှင်းမြည်နီးဆိုကတွေးခြင်းညင်ဆိုင်ခြင်းတို့ကသာရှေးဆက်နိုင်ရန်အခွင့်အလမ်းတစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပြဿနာကိုရင်ဆိုင်ရတွင်အစိုးမြင်စိတ်ဖြင့်ရင်ဆိုင်ခြင်းမပြုသင်ပါပြဿနာကိုကင်တွယ်ပါခွဲခြမ်းစိတ်ဖြာပါလေလာသုံးသပ်ပါအားလုံးကိုမကင်တွယ်မဖြည့်ရှင်းနိုင်ရင်တပိုင်းချင်းတစချင်းကင်တွယ်ဖြည့်ရှင်းနိုင်သည့်အပိုင်းကစတင်ဖြည့်ရှင်းသင်ပါတယ် ပြဿနာကိုဖြေရှင်းရာတွင် အတွေးအခေါ်အဟောင်းအယူအဆအဟောင်းတွေကိုစွဲကင်စုပ်ကင်ထားပြီး ဖြေရှင်းခြင်းမပြုစေလိုပါအမုန်းတရားအာဃာတများနှင့်လည်းပြဿနာကို မဖြေရှင်းနိုင်ပါအမိုက်ဟုထင်လင် အမိုက်ပုံးတွေကိုစွန့်ပြစ်လိုက်ပါ အတွေးသက်အမြင်သက်အယူအဆသက်များနှင့်လက်တွေ့ကြကြဖြေရှင်းနိုင်ရေးသာဖြစ်တင်ပါတယ်ဘဝဆိုဒီမှာ နေ့စဉ်စမ်းသစ်နေသည်ဆိုသည့်အမြင်တစ်မျိုးထားကြည့်လိုက်ပါ သင်ကိုယ်သင်မျက်မှောက်တွင်ရောက်ကရှင်သန်နေရသူအဖြစ်သတ်မှတ်ထားလိုက်ပါ မျက်မှောက်ကိုတဲတဲရှုကကြည့်လိုက်ပါ အရာရာတိုင်းသည်ပုံသေးမရှိပါဖြစ်ပျက်ပြောင်းလဲမှုများသည်နေရာတိုင်းတွင် ရှိနေနိုင်ပါသည်ထို့ကြောင့်ပုံသေးတွက်ပြီးပုံသေးသတ်မှတ်ထားခြင်းမျိုးလဲမဖြစ်သင်ပါမိမိတွင် ရင်ဆိုင်နိုင်စွမ်းအားများ ဖြည့်ရှင်းနိုင်စွမ်းများရှိနေမှသာဘဝတွင်အစဉ်ပြေစေနိုင်ပါတယ်။ခက်ခဲသောပြဿနာများကို တပိုင်းချင်းတကန့်ချင်းကင်တွယ်ဖြည့်ရှင်းနိုင်အောင်စူးစမ်းခြင်းမှာနီးလန်းမှန်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ဘာကပိုပြီးအရေးကြီးသနည်းဘာကိုဥစွာကင်တွယ်ဖြည့်ရှင်းညီနီးဆိုဒီမှာရင်ဆိုင်နေရသူသာ နားလည်သဘောပေါက်နိုင်ပါတယ်။အရေးမပါတာတွေကိုတော့ဘေးမှာထားနိုင်ဖို့လိုအပ်ပါတယ်။ အေးမပါတာတွေကိုထည့်စင်းစားနေခြင်းဖြင့်အေးပါတာတွေကပျောက်သွားကာအရာမရောက်ဖြစ်နိုင်ပါတယ်။ပြဿနာတရက်ကိုတုံသက်ရာတွင်လဲအဘဲကြောင့်ဤပြဿနာဖြစ်လာရသည်နည်းဆိုသည့်အချက်ပေါ်တွင်စင်ချင်တုံသက်နိုင်ရင်လဲလိုအပ်ပါတယ်။ဘာဖြစ်လို့ဖြစ်မှန်းမသိပဲကင်တွယ်ဖြည့်ရှင်းမည်ဟု အစွမ်းပြလိုခြင်းတို့ကိုလဲရှောင်ရှားတင်ပါတယ်။အချို့သောပြဿနာများကို မတိစိတ်ကအလိုလိုဖြည့်ရှင်းပေးသွားတတ်ပါတယ်။သို့တော့ပြဿနာဤရင်းမြစ်ကို သိထားရန်လိုအပ်ပါတယ်။ဘဝတွင်ပြဿနာတွေရှိရယ်။ပြဿနာတွေကိုကင်တွယ်ဖြည့်ရှင်းရမယ်။ငါသည်ပြဿနာတွေကိုကင်တွယ်ဖြည့်ရှင်းနိုင်သူဖြစ်တယ်။စသည့်အမြင်မျိုးတွေကိုလည်းအစွဲအလံမထားသင့်ပါ။ပြဿနာနဲ့ရင်မဆိုင်ရဘဲနေရလေပိုကောင်းပါတယ်။သို့တော့စင်ချင်တွေးကား စဉ်စားဖြည့်ရှင်းနိုင်စွမ်းများကမိမိအစွမ်းအစများကို ပိုပြီးမြင့်မားစေနိုင်ပါတယ်။ဘဝတွင်မမျော်လင့်စွာဖြင့် ပြဿနာမှသည် အခွင့်အလန်းတစ်ခုဖြစ်သွားနိုင်သည်လည်းရှိတတ်ပါတယ်။ထိုရလာသောအခွင့်အလန်းကိုဉာဏ်ဖြင့်ဆင်ခြင်းစုပ်ကင်ထားနိုင်ရန်လိုအပ်ပါတယ်။ပြဿနာဖြစ်လာမည်ကိုမကြောက်ပါနဲ့။ဖြစ်လာသောပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်အောင်သာကြိုးစားပါမိမိအတွက်ရင်ဆိုင်လိုက်ရခြင်းမှသည် အကျိုးအမြတ်တစ်ခုခု ဖြစ်လာနိုင်သည်ဟုစင်ချင်းသုံးသပ်ပါရေအေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝဟူသည်များတို့သည် အိမ်မက်ရာမက် ကောင်းစွာမက်၍နှစ်သက်ကြီးသား အိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။